ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူဘောမချင်းကနေယူဆိုပါရစေစပါးနဲ့မန်ချက်စတာယူနိုက်တက်တို့ရှင်ပြိုင်ကစားမဲ့ယူရိုပါလိဖိုင်နယ်အတွက်ပွဲကြုံတုံတဲ့ချက်ပေါ့လေဆိုတော့ပထမပထမဦးနေကျွန်တော်တို့ကမန်ချက်စတာယူနိုက်တက်ရဲ့သတင်းတွေကိုပဲအဓိကလုပ်နေတဲ့ယူနိုက်တက်ရှိုးချန်နယ်မှာဒီပွဲအတွက် watch လောက်အစီအစဉ်ရှိတယ်ပေါ့လေဒါအမြဲတမ်းတွေကိုကျွန်တော်တို့လုပ်နေတာဆိုတော့ ဒါဘူလူဝဲမှာလာပြီးတော့ join ကြပါအောင်ဆိုတော့စပါးနဲ့ Manchester United တို့ Europa League ဘူလူဝဲမှာကျွန်တော်ရှင်းမယ်ကစားမယ်ဆိုတော့ Premier League မှာတိုင်အပတ်ဆုံးအသင်းတွေကနှစ်သင်းလက်ရှိ final မှာကျွန်တော်တို့ရှင်းမယ်ကစားမယ်ပေါ့ဗျာဆိုတော့အကယ်လို့တသင်းသင်းကလာရှုံနေခဲ့မယ်ဆိုရင်အဲ့ဒီအသင်းဟာဘာမှရစရာကောင်းမှာမဟုတ်ဘူးပြည်တွင်းမှာလည်းအဆင့်ဆက်ချောက်အဆင့်ဆက်ကွန်းเนาะဘာဖလားမလဲမရဘဲနဲ့လှည့်ပြန်ခဲ့ရတဲ့ဘာညာဆိုရင် တော်တော်ကိုကျွန်တော်တို့အနေနဲ့ဒီဘယ်လိုပြောမလဲတော်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 ကိုစူးစူးဝါးဝါးအချိန်ဒီကိုသူတို့ကြုံသွားမှာပေါ့နော်အဲအကယ်လို့နိုင်သွားတဲ့အတင်ကတော့အစင်းစချောက်စက်ကွန်တနည်းရာမှာတိမ့်နေပြီမဲ့ဖလားတလုံးနဲ့ကျွန်တော်တို့ဒါဒီအဆုံးသက်နိုင်ခဲ့လို့ချန်ပီယံစ်လိဝင်ကွင်းကလည်းရတယ်ဆိုတဲ့အခါကျတော့အဆူတွေကအများကြီးကောင်းတဲ့အချိန်ဒီကူကိုပိုင်ဆိုင်ပြီးတော့လာမယ့်ရာသီတွေအတွက်အကောင်ဆုံးပြင်ဆင်နိုင်မှာပေါ့လေလူဝဲတာတွေဘာတွေ ਨੇ အဲကြောင့်ဒီပွဲကနှစ်သင်းစလုံးအတွက် ီယာဒီအချက်တွေကိုဖြေဖို့အတွက်အင်မတန်အရေးကြီးတဲ့ပွဲပါเนาะဒါအပြင်တို့ဒီပွဲပြီးရင်ဘာမှကစားဖို့မရှိတော့ဘူးဘာနောက်ကြော်မှလည်းမရှိတော့ဘူး final ဖြစ်တဲ့အတွက် final လို့ကျွန်တော်ရှင်းပြန်ကစားဖို့လိုတဲ့ပွဲပေါ့လေဆိုတော့နှစ်သင်းစလုံးရဲ့ injury ပြဿနာတွေเนาะလာပြင်ပါဝင်လာမဲ့လူစင်းရင်းနေဒါပြင်နောက်ဆုံးကျွန်တော်ပွဲရဲ့အခြေအနေတွေဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်ကြည့်အောင်ပါပထမဆုံးအနေနဲ့ကတော့စပါးကယူရိုပါလိနောက်ဆုံး6ပွဲရလက်ကိုကျွန်တော်ပြန်ကြည့်ရင် ၃ဘွဲနိုင်ထားပြီးတော့ sorry ပါ၄ဘွဲနိုင်ထားပြီးတော့တဘွဲတည်းတဘွဲရှုံရက်လက်ဂျုံထားပါတယ်ပြိုင်ပွဲစုံနောက်ဆုံး၆ဘွဲမှာတော့စပါဟာ၂ဘွဲနိုင်တဘွဲတည်းနဲ့၃ဘွဲရှုံရက်လက်ဂျုံထားတယ် Manchester United ရဲ့ Europa League နောက်ဆုံး၆ဘွဲမှာ၄ဘွဲစတိုက်နိုင်ပြီးတော့၄ဘွဲနိုင်ပြီးတော့၂ဘွဲတည်းကျထားတယ် Europa League မှာ Manchester United ကအခုချိန်ထိလုံးဝရှုံဘွဲမရှိသေးဘူးပေါ့နော်ဒါအပြင်ပြိုင်ပွဲစုံနောက်ဆုံး၆ဘွဲမှာတော့ United ကတဘွဲတည်း 3ပွဲရှုံးပြီးတော့2ပွဲနိုင်ထားတယ်။ Manchester United ဟာဒီယာဒီမှာ Europa League တောက်လျှောက်အခြေအနေကောင်းနေပြီးတော့ပြည်တွင်းမှာတော့တော်တော်ကိုစုပ်တဲ့အခြေအနေမျိုးပါ။စပါးကလည်းဒီတိုင်းပဲ Europa League မှာတောက်လျှောက်အခြေအနေကောင်းနေပြီးတော့ပြည်တွင်းမှာတော်တော်စုပ်တဲ့အခြေအနေမျိုးကိုကျွန်တော်ကြုံနေရတယ်။ဆိုတော့နှစ်သင်းစလုံးအတွက်ကျွန်တော်ဒါအချိန်ကြီးကတော့တိတ်မထူးကြဘူးပေါ့နော်ပရီးမီးယားလိမှာလည်းအဆင့်16နဲ့ဆက်ခွန်များလက်ရှိဖိုင်နယ်မှာယူရိုပါလိမှာလည်းဖိုင်နယ်တိတက်လာကြပြီဆိုတော့ဒါပြိုင်ပွဲနှစ်ခုစလုံးမှာဒီကလပ်နှစ်တင်ရတိတ်ခွဲထားလို့မရတဲ့အချိန်မျိုးပါ ဆိုတော့ဒီသတင်းတွေနဲ့ပတ်သက်လို့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့နီးပြဖြစ်သူပိုစတီကိုဂလူးကတော့ပြီးခဲ့တဲ့နေ့ကကစားခဲ့တဲ့အက်စတိုမီလာနဲ့ပွဲမှာကစားမှာအများစုကိုအနာပေးခဲ့တယ်။ဒါပေမဲ့လို့ရူဘင်အမ်မိုရင်းကတော့ချယ်ဆီနဲ့ရှင်ပိုင်ကစားခဲ့တဲ့ပွဲမှာကစားမကောင်းအများစုကိုသူပွဲထုတ်ခဲ့တယ်ဆိုတော့နှစ်သိန်းသလုံးကစန့်ကျင်ဘက်လောက်ရက်တီကိုလောက်ခဲ့တယ်လို့ပဲကျွန်တော်ပြောရမယ်။ ဆိုတော့ဟိုဒါအက်စတိုမီလာနဲ့ပွဲမှာအထင်ကြီးစရာ performance တွေပြထားပြီးမဲ့စပါဘက်ကိုအရင်ဆုံးကြည့်ရရင်ဂူဒမာစကင်စကီကတော့ဒါဗီကာရီယိုအတွက်နေရာဖဲပေးရမှာပါယူရိုပါလိဘူလူပွဲမှာဆိုတော့ဗီကာရီယိုပြန်ပါလာမယ်ဒါအပြင်ဒုတိယပိုင်းမှာကျွန်တော်တို့သာဝင်လာတဲ့ဘန်တန်ကာတို့ဆူလန်ကီတို့ဘရန်နန်ဂျွန်ဆင်တို့ပက်ထရူပူရူတို့လာမယ့် final မှာအကုန်ပွဲထွက်လာမယ့်အခြေအနေမျိုးပါအဲကပတိန်ဖြစ်တဲ့ဆွန်ဟောင်မင်းကတော့ ကျွန်တော်တို့ဒီပြီးခဲ့တဲ့ S2 Milan နဲ့ပွဲမှာခြေချောင်းတန်ရန်ရပြီးတဲ့နောက်ပိုင်းပထမဆုံးစုလို့ပွဲထွက်လာတယ်ပေါ့လေဒါပေမဲ့လို့ Kulusevski တို့ James Maddison တို့ Lucas Vazquez တို့เนาะ Timo Werner နောက်နောက်ခံလူဖြစ်တဲ့ Radu ဒီ Dragusin တို့အကုန်လုံးဒီနေ့ပွဲကိုလွဲချို့ဖို့ final ပွဲကိုလွဲချို့ဖို့ရှိတယ်เนาะဆိုတော့တိုက်စစ်မှာတော့ Sulanki တို့ Sun Heung-min တို့ Brandon Johnson တို့ကျွန်တော်ရှိမှာပေါ့လေ Manchester United ဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့ဒါတိုက်အာ Queen League စာမှာဖြစ်တဲ့ Bruno Fernandes ကတော့ လက်ရှိယူရိုပါလိရဲ့ပေါ်တော့ကျွန်တော်တို့ဒါ twin ကိုအများဆုံးဖြစ်နိုင်မဲ့ကစားမအဖြစ်အခွင့်အရေးရှိနေတယ်ဒုတိယပြင်းတော့လက်ရှိမှာ9-6အစီတူတူနေတယ်ဒါပေမဲ့လို့ final မှာ goal twin နိုင်နေဆိုလို့ရှိရင်တော့အချိန်ကြီးကောင်းပါဘော်လေးဒါပေမဲ့ tight sim မှု resmel whiteland ကလည်း6-9နဲ့เนาะကျွန်တော်ဒုတိယနေရာတွေမှာကျွန်တော်ရှိထားနိုင်နေဆိုတော့ resmel အတွက်လည်းကျွန်တော်အခွင့်အရေးရှိတယ်ဗောဗျာဒီ goring boot ကရွှေဖနက်စုကဗောနော် ဆိုတော့ဒီအခြေအနေရကျွန်တော်တို့ကြည့်ရင် United ဘက်မှာဆိုလို့ရှိရင်လည်းခန်စစ်မာကပြဿနာတွေကြုံနေရတယ်ဒီလိကပွဲထွက်ခွင့်မှာပါလာဖို့အတွက်လုံးဝမရှိတဲ့အခြေအနေမျိုးလန်နီယူရူကလက်ရှိယူရိုပါလိကစားဖို့အတွက်ဘီဘာအိုစပိန်ကိုထွက်ခွာသွားတဲ့လူစင်းတွေမှာပါသွားတယ်ဒါလောပါသွားတယ်ဂျိုဂျူဝဇစ်စီပါသွားတယ်ဒါမဲ့လို့ zigzag တို့ဘာတို့ကတော့အရင်ကုန်မှာပဲကျွန်တော်ဖြစ်ဖို့များတယ်ပေါ့နော်။ဒါအပြင်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါမေဆန်မောင်းတို့ဘာတို့ကတော့ဒါပြန်ပြီးတော့ပုံမှန်ကစားနေပြီပေါ့လေ။ တချို့ဒီယူရိုပါလိဒုတိယဒီဆီမီဖိုင်နယ်ဒုတိယကြောက်မှာဆိုလို့ရှိရင်လည်းပဲနှစ်ဂိုးဒီပါလိသူတွင်းထားတယ်အာမက်ဒီယာလိုကလည်းလုံးဝ100%ကြံ့ခိုင်မှုကျွန်တော်ပြည့်နေပြီဆိုတော့ကံမကောင်းစွာနဲ့ပဲလစ်ဆန်ဒိုမာရီနက်စ်တို့ဘာလို့ကတော့တည်ကြတယ်ကျွန်တော်အနေနဲ့ဒါမပါနိုင်ဘူးဗောနော်လစ်ချာကတော့ဆိုတော့ဒါကအင်ဂျူနီနဲ့ပတ်သက်လို့ဗောဗျာဆိုတော့ဖြစ်နိုင်ခြေရှိတဲ့ပွဲထွက်လူစင်းတွေကိုကျွန်တော်ကြည့်ကြည့်ရရင်ဒါစပါကတော့ဗီကာရီယိုရှိမယ်နောက်တန်းလေးယောက်နေရာမှာသူတို့ရဲ့အကောင်းဆုံးနေဖြစ်တဲ့ဒါပက်ထရူပူရိုရိုမေရိုဘန်ဒီဘန်နဲ့ဥဒူဂီတို့ကျွန်တော်ရှိမယ် ဝင်လေမှာဆိုလို့ရှိရင်ဒါပပီစားရှိမယ်ဘီဇူးမရှိမယ်ဗျပြီးလို့ရှိရင်ရိုဒရီဂိုဘန်တန်ဂါရှိမယ်ဒီကစားမ၃ယောက်ကလက်ရှိစပါရဲ့ energy တွေကစားပုံတွေကိုအဓိကပုံဖော်နေတဲ့သူတွေတိုက်စစ်မှာတော့ Brandon Johnson, Solanki, Son Heung-min တို့လိုကစားမတွေကျွန်တော်ရှိတယ်ဗောနော် United ဘက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဂိုးသမား Andre Onana ဗောဗျာနော်ပြီးရင်ကျွန်တော်တို့ Harry Maguire ပါမယ် Lenny Yoro ပါမယ်ပြန်ကျွန်တော် Luke Shaw ပါလိမ့်မယ်လို့ထင်တယ်။ Lindelof လည်းပါကောင်းပါလာနိုင်တယ်မဲ့လို့ Luke Shaw ပဲကျွန်တော်ထင်တယ်ပေါ့နော်။ လေးယောက်တန်းမှာဆိုလို့ရှိရင် left wing back နေရာမှာ Patrick Drugu ပါဖို့ကျွန်တော်ရှိတယ်။ Casemiro Ugarte ကကွင်းလယ်အတွဲဖြစ်နေပြီးတော့ဒါ Master Wi က right wing back နေရာမှာပါလာမယ်။ Tyson ကတော့ Highland နဲ့ number 10 row နှစ်နေရာမှာ Ahmed Diallo, Fernandez, Garnacho ဒီ၃ယောက်တွေကဘယ်သူကိုထည့်မလဲ။ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Master Wi တို့ပါတော့ကို center back တွေပါတွေထားပြီးတော့ဒီ Garnacho ကို Fernandez ကို Ahmed ကို Rasmus ကို၄ယောက်စလုံးပါလို့ရအောင် wing back မှာ Ahmed ကိုပြန်ထုတ်ရင်တော့ဒါကဒီဖြစ်နိုင်ကြီးအများဆုံး ဒါလူစင်းနေပေါ့လေဒါအလုံးမျိုးဖြစ်နိုင်ကြီးကရှိနေတာကိုဆိုတော့ဒါကလူစင်းနဲ့ပတ်သက်လို့ပေါ့ဗျာဆိုတော့ညီကလို့ရဒီပွဲမှာဘလူဘလူအချိန်ကြီးမြင်ရတယ်စပါးက European Champion ဖြစ်ထားမှုတဲ့အတင်မှာကျွန်တော်တို့ဒီ Europa League ဆိုပြီးတော့ကျွန်တော်တို့ Warm Look ခင်မှာဆိုလို့ရင်စပါးဟာနှစ်ကြိမ်တိုင်တိုင်ဒီဖလားကိုကျွန်တော်တို့ဒါရထားမှုတွေပေါ့နော်ရထားမှုတွေတိုင်းမလို့စပါးအတွက်ဒီဖလားဟာအများကြီးကျွန်တော်အရေးကြီးပါတယ်သူတပြင်းတော့ကျွန်တော်တို့စပါးအတွက်ကဒီဖလားနဲ့သူတို့ဝေးနေတာတော်တော်ကြာပြီပေါ့နော် ဖလားနဲ့သူတို့ဝေးနေတာတော်တော်ကြပြီဆိုတော့ဒီဖလားဟာသူတို့ရနိုင်မှကိုပဲကျွန်တော်တို့ဖြစ်မှာရနိုင်မှကိုကျွန်တော်တို့ဖြစ်မှာဆိုတော့ဖလားနဲ့ဝေးနေတာကြာပြီဖြစ်တယ်ဆိုတော့ positive group ပြောသလိုပဲ press conference မှာသူပြောသလိုပဲဖလားတလုံးဟာစပိုင်းအတွက်လက်ရှိကာလမှာအင်မတန်အရေးကြီးတယ်ပေါ့နော်ဒါအပြင်ပြည်တွင်းမှာလည်းအဆင့်ဆက်ခွန်နေပါလိဖြစ်နေတယ်ဆိုတာက တော်တော်ကိုရုပ်ပြဆင်းမြဖြစ်လွန်းသွားပြီးပြီအမေလိုသူတို့အတွက်အရေးမကြီးဘူးဆိုတာမျိုးမဟုတ်နေဘူးလုံးဝအင်မတန်အရေးကြီးတဲ့ပုံစံမျိုးပေါ့နီးပြဖြစ်တဲ့ရူဘင်အမိုရင်ကတော့ ဘယ်လိုပြောမလဲယူရိုပါလိဖိုင်နယ်မှာဘူဆွဲမယ်ဆိုလို့ရှိရင်တောင်မှကိုရီးယားပရီးမီးယားလိမှာတိုင်ပတ်ခဲ့တဲ့အရာတွေကပြောင်းလဲသွားမှာမဟုတ်ဘူးဆိုပြီးတော့သူပြောထားတယ်မှန်ပါတယ်ဒါပေမဲ့လို့မန်ချက်စတာယူနိုက်တက်တွေလည်းယူရိုပါလိဖလားဟာအင်မတန်အရေးကြီးပါတယ်နောက်ဆက်ခွန်လုံးကကျွန်တော်တက္ကပူဆွဲခဲ့ဘူးတယ်2021အူရီဂနာဆိုလ်ရှားရဲ့လက်အောက်မှာတော့ကျွန်တော်တို့ဒါတက္ကပူလူဝဲရှုံးရင်းခဲ့ရဘူးတယ်ဒါပေမဲ့လို့လက်ရှိဘူလူဝဲပြန်တက်တဲ့အခါမှာပေါ်တူဂီမန်နေဂျာတယောက်ဖြစ်နေတဲ့ချင်းဒီမှာမော်ရီညိုလို့ ဖိုင်နယ်မှာဖလားပူဆွဲအောင်လှုပ်ပြနိုင်မလားဗောလေအမ်မိုရင်းအနေနဲ့ United အတွက်ကလည်း Europa League ဖလားဟာအင်မတန်ရေးကြီးပါတယ်ကျွန်တော်တို့အဆင့်16မှာကျွန်တော်ယာစီတိမ့်မဲ့အခြေအနေမျိုးသို့တော်လည်းပဲဒီလက်ရှိ Europa League ဖလားသာရမယ်ဆိုရင်အတင်းကအရာအလုံးကို ပြောင်းလဲဖို့အတွက်အခွင့်ကောင်းကိုပိုင်ဆိုင်သွားမှာနော် Europa League ဖလားရပြီဆိုတာနဲ့ Premier League မှာရုပ်ပြဆင်ပြဖြစ်ခဲ့တာတွေကိုလုံးလုံးကြီးမေ့လို့ရတာမျိုးမဟုတ်ပြီမဲ့လေလို့အဖက်စင်နိုင်တဲ့အခြေအနေမျိုးဗောလေနော်ရှက်စရာကဏ္ဍတစ်ခုပြ Premier League ကိုကျွန်တော်တွေးကြည့်ရင် United လိုအသင်းမျိုးကအဆင့်16နဲ့ရာသီတိတ်နေပေါ့ဒါပေမဲ့လို့အာ Europa League ဖလားတော့ရတယ်ဟေ့ဆိုတဲ့ပုံစံမျိုးနဲ့ဆိုလို့ချင်းကိုပဲဒါ major trophy တစ်ခုရတာပဲဒါ Europa League ဖလားရရုံနဲ့မကဘူး Champions League ပါဝင်ခွင့်ရမှာဆိုတော့နွေရာသီအပြောင်းအရွှေ့မှာကစားမားတွေကိုခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာကိုရီတို့ကဒါတွေဟာအမှန်ကန်အပြောင်းလေးတွေဖြစ်လာပြီးတော့ကစားမားကောင်းတွေကိုခေါ်နိုင်တဲ့အခြေအနေမျိုးလဲဖန်တီးနိုင်မှာဒါကြောင့်ဒီ Europa League ဖလားဟာ Manchester United အတွက် Edmonton ကိုအရေးကြီးတယ်လို့ Spurs အတွက်ကလည်းတော်တော်ကိုအရေးကြီးတယ်။နှစ်သင်းစလုံးအတွက်အယူအကြည့်အရေးခန်းခန်းဆောက်ရမယ်ပွဲမျိုးပါ။ဆိုတော့အဲဒါကြောင့်ပေါ့နော်ကျွန်တော်ကတော့ဗျာဘယ်လိုပြောမလဲပုံမှန်ဆိုလို့ရှိရင်ကိုအသင်းနဲ့ပတ်သက်ပြီးတော့တိတ်မယုံကြည်ဘူး။ဒီလာနော်ဟိုဒီမတိုင်ခင်ကဆိုလို့ရှိရင်လည်း final ကိုတွေးလေလူကဖျားချင်တာလို့လို့သိတယ်မလားလောစစ် feeling ရနေတယ်ဗျာဒီလာနော်တိတ်အချိန်ကြီးမကောင်းဘူးတိတ်မယုံကြည်ဘူးပေါ့နော်အဲမလို့ဖင်ကောင်းကြဲတာတော့မဟုတ်ဘူးဗျာဒီလာနော်အာချောင်းတာတော့မဟုတ်ဘူးဒီမှာအေး final နဲ့နီးလာလေလေအဲ မင်းခန်းစားချက်ကလေးကကောင်းနေလေလေပဲအော်ငါတို့လုံနိုင်စွမ်းရှိတယ်ဒီကစားမားတွေသူတို့တော့ဒီပရီးမီးယားလေးမှာဘလောက်တောင်မှစုပ်ပြတ်တက်နေလေဒီကောင်းနေသိတယ်ဒါတွေကိုအဖက်စေဖို့ဆိုလို့ရှိရင်ဒီယူရိုပါလီဖလားကိုရောက်အောင်ယူမှရမယ်ဆိုတာသူတို့သိမှာပဲတော့အဲ့တော့သူတို့တွေအကောင်းဆုံးကျူးပန်းကြမှာပဲအမားတွေသူတို့မလုမလုနော်လုဖို့ရှောင်ကြမှာပဲနော်တကယ်ရလက်ကောင်းနေရဖို့အတွက်ကျူးပန်းကြမှာပဲဆိုပြီးတော့ညှောလင့်ထားတယ်ခန်းစားချက်ကလေးကတော့ကောင်းနေတာပဲ အနာကျူတို့ပါလို့ဆိုလို့ရှိရင်လည်းပဲအာသူကိုသူ့နေနဲ့ကိုမသူ့နေနဲ့စိတ်မဝင်စားဘူးပေါ့ဖလားရကျင်တာပဲတည်တယ်။ဘာညာပြောတော့ဟွန်းခါတိုင်းဆိုကိုချီတော့တဲ့ရောက်ရင်တုံးအုံးကန်နေတဲ့ကောင်လေးရပါဒါဒီမျိုးတွေပြောလာပြီဆိုရခါကျတော့ဒါကျွန်တော်တို့အများကြီးမျှော်လင့်ချက်ထားတာတွေပေါ့လေဒါကိုအသင်းနဲ့ပတ်သက်လို့တော့မျှော်လင့်ချက်ကောင်ထားမှရမှာပရိသတ်တယောက်အနေနဲ့ယုံကြည်မှုရှိနေမှာကိုကစားမိုင်းလည်းယုံကြည်မှုရှိမှာပဲဗျာနော်ဒါအပြင်ကျွန်တော်တို့ယူရိုပါလိမှာအဲ့ဒီဘီဘာအိုမှာလည်းကျွန်တော်တို့ဒါအနိုင်ရခဲ့ပြီးပြီဆိုတော့ အဲအောင်မြေပဲကိုဒီအတွက်ကအောင်မြေနင်းထားတာလို့ပြောရမလားပဲလားနော်ဟောဘာပဲပြောကိုဒီထင်တဲ့အတိုင်းအပေါင်းလက္ခဏာဆောင်ဖို့ဖလားမြောက်နိုင်မှုတွေကျွန်တော်မျှော်လင့်ရမှာပေါ့လေဒါပေမဲ့လို့စပားကလည်းပဲလုံးဝသူတို့လည်းပဲကိုဒီနဲ့တိတ်ချားနာတဲ့အချင်းကြီးမဟုတ်ဘူးဆိုတော့သူတို့လည်းဒီဖလားရနိုင်တဲ့ချန်ပီယံစ်လိဝင်ဝင်ရမှာကစားမအပြောင်းရွှေ့ဒီမှာအရာအလုတ်ဖြစ်သွားမှာဒါတွေကိုကျွန်တော်တွေးကြည့်နီးပြရဲ့အနာဂတ်ကိုပါအပြောင်းလဲဖြစ်ကောင်းဖြစ်သွားနိုင်နေဗျာပိုစတီကိုဂလူးကိုဒါမရရင်ထုတ်မဲ့အချင်းကြီးမျိုးဒါရလို့ရှိရင်ဆက်ထားမဲ့အချင်းကြီးမျိုးဆိုတော့နီးပြအပြောင်းလဲတွေပါဖြစ်နိုင်မဲ့အချင်းကြီးမျိုးမှာ တို့ဒါစောင့်ကြည့်ရမယ်ပေါ့နော်ဆိုတော့ညီကတို့နေရောယူရိုပါလိဖိုင်နယ်မှာဘေးအသင်းကဘိုဆွဲသွားမယ်ထင်ကြပါလေဘေးအသင်းဟာပို့ပြီးတော့ chance ပို့ပြီးတော့ရှိတယ်လို့ထင်ကြလဲချန်ပီယံဖြစ်ဖို့အတွက်ဆွေးနွေးကြပါအောင်ကြည့်ရှုပါပြီးတဲ့ညီကအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်